ဘိုင်းဆန်ရဲ့အဆောက်မှာတော့အင်အားများလို့နဲ့ရန်သူတွေကြောင့်ကက်ဖကာကရှင်နိုနိုမီကိုရှေ့တန်းကိုထွက်တိုက်ပြရစေလို့တောင်းဆိုခဲ့ပါရီဒါပေမဲ့ရှင်နိုနိုမီကတော့ဒါကိုလက်မခံခဲ့ပါဘူးသူမကကက်ဖကာကကိုင်းဂျူနံပါတ်9ကိုတိုက်ခိုက်ဖို့အတွက်နောက်ဆုံးလက်နက်ဖြစ်တာကြောင့်ရှေ့ကိုထွက်ခွင့်မပေးခဲ့ပါဘူးအဲဒီအချိန်မှာကိုင်းဂျူတကောင်ကတိုက်ခိုက်ခံလိုက်ရပြီးပေါက်ကွဲထွက်သွားခဲ့ပါရီဘာလို့လဲဆိုတော့မီနာကအဝေးကနေလှမ်းပြီးတော့ပြစ်ခတ်ခဲ့တာမဟုတ်လို့ပါရှင်နိုနိုမီကတော့ကီလိုမီတာ20လောက်အကွာအဝေးကနေလှမ်းပစ်တာတော့မှပြင်းမှတ်ကိုတိုက်ရိုက်ထိနေတာမို့လို့အံ့ဩနေခဲ့ပါပြီ။ ။တဖက်မှာမီနာကတော့အဝေးဖြစ်လက်နက်ထဲမှာဝင်နေခဲ့ပြီ။သူမကကြည်အစ်စ်ထဲဖို့အတွက်ပြောလိုက်ပါရီ။ဒါကြောင့်တာဝန်ရှိသူတွေကမီနာရဲ့လက်နက်ထဲကိုကြည်အစ်စ်ထည့်ပေးလိုက်ပြီးစွမ်းအားပမာဏတည်ငြိမ်မှုရှိမရှိဆိုတာကိုကြည့်ပေးနေပါရီ။သူတို့ကတည်ငြိမ်မှုရှိတယ်ဆိုပြီးပြောတာနဲ့မီနာကစပြီးတော့ပြစ်ပါတော့ရီ။သူမရဲ့တိုက်ခိုက်မှုကြောင့်ကန်ဂျူရီတကောင်မီးတကောင်ကိုတေဆုံးကုန်တာပါ။ဒါကူအူကာတာတို့ကစောင့်ကြည့်နေပြီးဒီတံမာမှုကနာရူမီထပ်ပူတယ်လို့ပြောလိုက်ကဒီလိုကြီးမားတဲ့အင်အားကိုဒီလိုကြီးမားတဲ့အင်အားကိုပိုင်ဆိုင်ထားတာကမီနာတယောက်ပဲရှိတယ်လို့သူကပြောလိုက်ပါရီအဲ့ဒီအချိန်မှာတယောက်ကတော့ ။အိုအီဇူမီရက်ကွက်ကတကောင်ပဲကျန်တော့တယ်လို့ပြောလိုက်ပါရီ။ဒါကိုကြတော့မီနာကကိစ္စမရှိဘူးလို့ပြောလိုက်ပြီးခြေထပ်ဖြည့်ဖို့အတွက်ပြောကအားလုံးကိုရှင်းပြမယ်လို့ပြောလိုက်ပါရီ။အဲဒီနောက်မီနာကအကောင်ကြီးတွေအားလုံးကိုရှီနိုနိုမီတို့အတွက်ရှင်းပြလိုက်ပါရီ။အားလုံးရှင်းသွားပြီးတော့ကောင်လီကအဖွဲချုပ်ငယ်ရှီနိုနိုမီတို့ကိုအထဲကိုဝင်ဖို့အတွက်ပြောပါရီ။ပြီးတော့မြေရှင်းလင်းရေးကိုလုံဆောင်မယ်ဖြစ်ပြီးအထက်ကပိတ်မိနေတဲ့သူတွေကိုလည်းဘေးလွတ်ရာပို့ပေးဖို့အတွက်ပြောလိုက်ပါရီ။တစ်ဖက်မှာတော့ကက်ဖ်ကာတယောက်မီနာရဲ့အောင်မြင်မှုကိုဝမ်းသာနေခဲ့ပါရီ။သူကပျော်ရွှင်စွာခုံပေါင်းနေခဲ့ပြီ ကက်ဖကာကခေါင်းဆောင်အဖွဲ့ကရမ်းမိုက်တယ်လို့အားချောင်းနေခဲ့တာပါဒါပေမဲ့သူကအခုထိမိုက်ကိုတတ်ထားသေးတာကြောင့်မလို့ရှီနိုနိုမီကကြားသွားခဲ့ပြီးကက်ဖကာကိုဘာရီအားချောင်းနေရလဲလို့မေးလိုက်ကအပြင်မှာရောက်နေတဲ့ပြည်သူတွေကိုရှယ်တာတွေကိုပို့ဖို့အတွက် ပြောလိုက်ပါရီ။ဒါကိုကြားတော့ကက်ဖကာကလည်းပဲအမြန်ပြေးထွက်သွားခဲ့ပါရီ။အဲဒီအချိန်ဌာနမှာတော့စောင့်ကြည့်ရေးကလူတွေကဂိုင်ဂျူရီပေါ်လာတဲ့နေမျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်လို့ဝမ်းသာနေခဲ့ကြပါရီ။သူတို့ကရန်ကိုပြောနေပြီးသွားပြီလို့ပြောဆိုနေခဲ့ကြတာပါ။ဒါကိုကြားတော့ရှီနိုမီယာကဆိုးရိမ်နေတဲ့မျက်နှာနဲ့ဟင်းအင်းလို့ပြောလိုက်ပြီး နာရူမီကလည်းဒါကမပြီးသေးဘူးလို့ပြောလိုက်ပါသည်။နာရူမီကတော့ကိုင်ဂျူနမ9ရဲ့တိုက်ခိုက်မှုကတေချာပေါဒီလောင်းနဲ့ပြီးမှမဟုတ်ဘူးလို့ယုံကြည်နေတာပါ။အဲ့ဒီအချိန်မှာအိုကာတာကလည်းပဲကိုင်ဂျူရီရဲ့လှုံ့ဆော်မှုကြောင့်ဇဝေဇဝါဖြစ်နေခဲ့ပါပြီ။ဘာလို့လဲဆိုတော့ကိုင်ဂျူရီကလူတွေအတွက်အရေးကြီးတဲ့အဆောက်အဦတွေကိုပြစ်မှတ်ထားခဲ့တာဖြစ်ပေမဲ့သူတို့ကအရင်ကြီးဖြတ်စည်းတာတွေကိုမလုပ်ခဲ့ပါဘူး။ဒါကိုကြတော့နာရူမီကလေတခြားကိုင်ဂျူရီကဖျက်ဆီးချင်နေတာတတ်တတ်ကိုရှိမှလို့ပြောလိုက်ပါရီအဲ့ဒီအချိန်ကိုင်ဂျူနမတ်ကူကတော့သူကမြေပြင်ပေါ်ကတိုက်ပွဲချင်းတွေကိုအာယုံခံနေပါရီ ဂိုင်ဂျူနံပါတ်9ကသူ့အနေနဲ့ဂိုင်ဂျူနံပါတ်8တိုက်ပွဲမှာပေါ်မလာတာကိုမျှော်လင့်မထားဘူးလို့လည်းပြောနေတာပါ။ဒါပေမဲ့သူကတခြားသူတွေပေါ်လာတာနဲ့အဆင်ပြေနေပြီလို့ပြောနေခဲ့ပါသေးတယ်။အဲဒီအချိန်အပေါ်မှာတော့အားလုံးကအချိန်တွေကိုစစ်ဆေးနေချိန်ရုတ်တရက်မြေအောက်ကနေရေတွေပန်းထွက်လာတာကြောင့်အားလုံးကအံ့ဩသွားပြီးလာပြီလို့ပြောလိုက်ပါသေးတယ်။တဖက်မှာလည်းပဲစောင့်ချီအဖွဲ့တွေကကိုင်ဂျူရဲ့42ကိုက9.0ရှိပြီးအမှတ်30အဆင့်လို့ပြောလိုက်ပါရီအဲဒီနောက်နာရူမီကသူ့ရှိကိုပေါ်လာတဲ့ကိုင်ဂျူကိုကြည့်လိုက်ပြီးသူတို့ချိန်နေတာက9လားလို့ပြောနေခဲ့ပါရီ ါပေမဲ့ရှီနိုမီယာကလည်းသူ့ကိုဆက်သွယ်လာပြီးသူမဘက်မှလည်းကိုင်ဂျူတကောင်ပေါ်လာတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဟိုရှီနာကသူ့စီမာရောပဲလို့သတင်းပို့ပေးလိုက်ပါရီအဲ့ဒီအချိန်မှာအားလုံးကတော့ကိုင်ဂျူရဲ့42ကျူးက9.3အဆင့်နေပဲဖြစ်နေလို့လန့်နေခဲ့ကြပါပြီတဖက်မှာတော့အိုဂါတာကလက်ရှိပေါ်လာတဲ့ကိုင်ဂျူတွေကိုအဆင့်သတ်မှတ်ပေးလိုက်ပါရီအဲ့ဒီအချိန်ကိုင်ဂျူကရှီနိုမီယာကိုကြည့်လိုက်ပြီးမင်းကိုရှာတွေ့ပြီလို့ပြောလိုက်ပါရီပြီးတော့သူမကချက်ချင်းရှီနိုမီယာကိုတိုက်ခိုက်လိုက်ပါတော့ဒါကိုမြင်တော့ရှီနိုမီယာကအနောက်ကအဖွဲ့သားတွေကိုထွက်ပြေးဖို့အတွက်ပြောပေမဲ့ မမီလိုက်တော့ဘဲနဲ့သူမရဲ့အဖွဲသားတွေအားလုံးသေဆုံးသွားတာကိုမြင်လိုက်ရပါသည်။ဌာနမှာတော့အဖွဲသား6ယောက်ရဲ့အသက်တုံ့ပြန်မှုတွေကပျောက်ကွယ်သွားပြီလို့ပြောလိုက်ပါသည်။အဲ့ဒီအချိန်မှာကိုင်ဂျူကရှီနိုမီယာကိုကြည့်ပြီးရှီနိုမီယာသားဆိုရင်အေးဆေးဆေးရှောင်နိုင်မယ်ထင်တယ်လို့ပြောလိုက်ပါသည်။အဲ့ဒီအချိန်နာရူမီကတော့အိုဂါတာကိုဂိုင်ဂျူရီရဲ့တကယ်ပြတ်မှတ်ကသူတို့စွမ်းအားကြီးတဲ့သူပဲလို့ပြောလိုက်ပါသည်။ဂိုင်ဂျူရီကသူတို့ကိုလူခွဲထားပြီးတော့တတ်ချင်နေတာလို့ရှင်းပြလိုက်တာပါ။ ဒါကိုကြတော့ဥကာတာကဒါကမျောလင်းထားတာထက်ကြောက်စရာကောင်းတဲ့အခြေအနေပဲလို့ပြောလိုက်ပါတယ်။ဒါအပြင်ဒီလိုအဆင်းမြင့်တဲ့ကင်ဂျူရီကအားလုံးဝိုင်းတိုက်မှအဆင်ပြေတာဆိုတော့ကိုလေဥကာတာကသိနေပါတယ်။ဒါကြောင့်မလို့တယောက်ချင်းတိုက်ခိုက်ဖို့အတွက်ဆိုရင်ပထမနှစ်တည်းအတွက်လွန်လွန်နေရလို့ဆိုပါတယ်။ဥကာတာကရှီနိုမီယာကိုကြည့်လိုက်ပြီးသူကရှီနိုမီယာကိုကူဖို့ဟာဆဲကဘာကိုပို့ပေးခြင်းပေမဲ့အဲ့လိုလုပ်လိုက်ရင်အခြေဆိုင်စခန်းမှာအင်အားမကျန်တော့မှကိုလေစိုးနေပါတယ်။တစ်ဖက်မှာနာရူမီကတော့ရှီနိုမီယာကိုနားထောင်လို့ပြောလိုက်ပြီးမင်းသားဆိုရင်တီးပီးသားဖြစ်ပေမဲ့အဲ့ဒီကောင်ကိုမင်းတတ်လိုက်လို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့ရှီနိုမီယာကအမြဲတမ်းသူမကတိုက်ခိုက်နေခဲ့ပေမဲ့တကယ်တမ်းမှာရန်သူကိုတော့မတတ်နိုင်ခဲ့ပါဘူးအမြဲတမ်းကက်ဖကာကပဲပြဿနာတွေကိုရှင်းပြနေခဲ့ရတာပါဒါကြောင့်မလို့ရှီနိုမီယာကကိုင်ဂျူကိုတိုက်ခိုက်ဖို့အတွက်သူမရဲ့စွမ်းအားကို84ရာခိုင်နှုန်းထိထုတ်လွှတ်လိုက်ပါသည်ဒါကိုမြင်တော့အားလုံးကလည်းအံ့ဩသွားခဲ့ကြပါသည်တစ်ဖက်မှာဟိုရှီနာကလည်းအမတ်တစိကိုရောက်အောင်သွားလို့ပြောလိုက်ပြီးသူရှိကကိုင်ဂျူကိုယင်ဆိုင်မှုလုပ်ပါသည်အဲ့ဒီအချိန်ရှီနိုမီယာကတော့တပ်ဖြတ်ဖို့ကိုစတင်ပါပြီး ဒါကိုကြတော့ကိုင်ကျူကပြုံးလိုက်ပြီးသူကချက်ချင်းကိုရှီနိုမီယာရဲ့နောက်ကိုလှစ်ခနဲရောက်လာကကန်ထုတ်ပစ်လိုက်ပါသည်။ဒါပေမဲ့ရှီနိုမီယာကအမြန်ရှောင်ပစ်လိုက်ပြီးသူမကလက်မနေဖို့အတွက်လည်းကိုကိုကိုသတိပေးနေရပါသည်။အဲဒီနောက်မှာတော့ကိုင်ကျူကရှီနိုမီယာကိုဒါကိုတော့ရှောင်နိုင်လိမ့်မယ်လို့မျှော်လင့်မထားဘူးလို့ပြောပြီးထပ်တိုက်ခိုက်လိုက်တော့ရှီနိုမီယာလည်းသူမရဲ့လက်နက်နဲ့ကာထားလိုက်ပါသည်။သူတို့ရဲ့ပြင်းထန်တဲ့တိုက်ပွဲကြောင့်မလို့ပတ်ဝန်းကျင်ကိုပါထိခိုက်သွားစေခဲ့ပါပြီ။အဲဒီနောက်မှာတော့ရှီနိုမီယာကကိုင်ကျူနဲ့တိုက်ခိုက်နေရင်သူမကတစ်ချက်အကန့်ခံလိုက်ရပါသည်။ ဒါကရှီနိုမီယာကိုချွေးပြန်သွားစေခဲ့ပြီးသူတစ်ချက်လေးမှားသွားတာနဲ့တေးသွားနိုင်လောက်တယ်ဆိုတာကိုလည်းသဘောပေါက်သွားပါသည်တစ်ဖက်မှာလည်းပဲဌာနကရှီနိုမီယာရဲ့တိုက်ခိုက်မှုကိုကြည့်နေပြီးရှီနိုမီယာကပထမနေ့ဆိုပေမဲ့ခုခံရေးအဖွဲ့ဝင်တွေကအနာဂတ်ဖြစ်လာမှာလို့လေးလာသုံးသပ်နေပါသည်အိုဂါတာကဒါကိုကြားတော့ရှီနိုမီယာကသူမရဲ့အဖေနဲ့အမေစီကနေလက်ဆင့်ကမ်းလာတဲ့အမွေတွေကိုရထားတာလို့လည်းရှင်းပြလိုက်ပါရီ။အဲ့ဒီအချိန်ရှီနိုမီယာကတော့တိုက်ခိုက်နေရင်ကာကျူရဲ့တိုက်ခိုက်မှုကိုကာကွယ်ဖို့ရှီလ်ကိုပြုတ်လုပ်လိုက်ပါရီ။ဒါပေမဲ့သူမရဲ့အကာရံက တချက်ထဲနဲ့အချိုးဖောက်ခံလိုက်ရပြီးသူမလေးအနောက်ကိုလွင်းစင်ထွက်သွားပါလိမ့်ပြီးတော့လက်နဲ့တခြားလူတခြားပါဖြစ်သွားခဲ့တာပါဒါပြင်သူမရဲ့ဘယ်ဘက်နံယုံနဲ့အဆုတ်ကိုပါထိသွားပါလိမ့်အဲဒီနောက်မှာတော့ရှီနိုမီယာကသူမရဲ့ပစိန်ကိုပြန်ယူဖို့လုပ်နေချိန်မှာကန်ဂျူကအနားကိုရောက်လာခဲ့ပါပြီပြီးတော့ရှီနိုမီယာကိုပစိန်သေးသေးလေးနဲ့သူမကိုတတ်ဖို့ကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါလိမ့်အဲ့ဒီအချိန်တဖက်မှာနာရူမီကလည်းကိုင်ဂျူကိုတိုက်ခိုက်ဖို့အတွက်လုပ်နေပေမယ့်ကိုင်ဂျူကသူ့ရဲ့လှုပ်ရှားမှုတွေကိုကြိုသိနေတာကြောင့်သူကပဲအတိုက်ခိုက်ခံနေရပါသေးတယ် ဒါပြင်နာရူမီကတစ်ဖက်ကတိုက်ခိုက်လာမာရီကိုမခံနိုင်ဖြစ်နေပါသည်အဲ့ဒီအချိန်မှာဟိုရှီနာတယောက်ကတော့သွေးတွေပါထွက်နေခဲ့ပြီးဟိုရှီနာကလည်းသူကဓာချင်းရှင်တိုက်တဲ့တိုက်ပွဲမှာရှုံးသွားတာကိုမကြေမနက်ဖြစ်နေပါသည်နောက်ကိုကြည့်နေတဲ့အိုကိုနိုဂီကတော့ဟိုရှီနာရင်ဆိုင်နေတဲ့ဂိုင်ဂျူကဟိုရှီနာရဲ့လှုပ်ရှားမှုနဲ့တူနေတယ်လို့ပြောလိုက်ပါသည်ဒါပြင်သူမကအဒီဂိုင်ဂျူကဟိုရှီနာကိုရင်ဆိုင်မှုအတွက်ထုတ်ထားသလိုပဲလို့လည်းပြောပါသည် ။ ఓ ကာတာကတော့ဒါကိုကြည့်ပြီးအတော်လေးစိတ်ညစ်နေပါပြီ။သူကဒီအခြေအနေကိုကင်တွယ်ဖို့အတွက်ဒုက္ခရောက်နေပြီ။ဒီကန်ဂျူရီကသူတို့ရဲ့ခုခံရေးအဖွဲ့ခေါင်းဆောင်တွေကိုရှင်းလင်းဖို့အတွက်ထုတ်ထားတာလို့ပြောလိုက်ပါရီ။အဲ့ဒီအချိန်စုရတဲ့နေရာမှာတော့တိုကူတယောက်ဒဏ်ရာရထားတဲ့လက်ကိုဈေးထည့်ပြီးထိုင်နေပါရီ။တိတ်မကြခင်မှာသူ့ရဲ့တငယ်ချင်းတွေကရောက်လာပြီးသမီးဖြစ်သူကပြန်နိုးလာပြီးလို့သတင်းပေးလိုက်ပါရီ။အဲ့ဒီအချိန်မှာပဲသတင်းလေးကနေကန်ဂျူရီနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကြေညာပေးနေပါရီ။ဒါကိုကြတော့အားလုံးကလည်းပဲအရန်နီးနေတာကြောင့်စိတ်လဲလှုပ်ရှားနေကြပါပြီ။ ဒါပေမဲ့တိုကူကတော့စစ်သားတွေကိုသွားကူနေပြီသူကအားလုံးကိုအပြင်မှာခုခံရေးအဖွဲ့တွေကအသက်ပေးပြီးတိုက်နေရတာလို့ပြောလိုက်ပါရီဒါကြောင့်မလို့သူတို့ဘက်ကလည်းလုံနိုင်တာကိုလုံဖို့အတွက်ပြောလိုက်ပြီးအပြင်မှာတော့ကက်ဖ်ကာကအားလုံးကိုပုံခုရာတွေကိုဝေမှုပြောနေတာပါအဲ့ဒီအချိန်အဖွားတစ်ယောက်ကလူအုပ်နဲ့တိုက်မိပြီးလဲကြတော့မလို့ဖြစ်သွားတာကြောင့်ကောင်မလေးတစ်ယောက်ကထိန်းပေးလိုက်ပါရီပြီးတော့ကောင်မလေးကတုံရင်နေတဲ့အဖွားကိုစိတ်ပြေအောင်လို့သူမဝေစုထားတဲ့ခုခံကာဝေးရေးအဖွဲ့ဝင်တွေရဲ့ကတ်တွေကိုပြပေးလိုက်ပါရီသူမကအဖွားကိုမီနာရီရဲ့အကြောင်းကိုရှင်းပြနေခဲ့ပြီး ပေါက်ကွဲသံကထွက်လာကဒိုရှိဘာနာကလည်းတစ်ချိန်ထဲမှာထိခိုက်သွားပါသည်ကက်ဖကာကတော့အားလုံးကိုအမြန်ဝင်ဖို့အတွက်ပြောလိုက်ပါသည်အဲဒီနောက်မှာတော့ကက်ဖကာကကတ်တီပြုတ်ကျနေတဲ့ကောင်မလေးကိုကူပေးလိုက်ပြီးစိတ်မပူဖို့အတွက်လည်းပြောလိုက်ပါသည်ဒါကိုကြားတော့ကောင်မလေးကကက်ဖကာရဲ့ကက်ထွက်လာရင်သူမကလည်းရောင်းအောင်လုပ်မယ်လို့ပြောလိုက်ပါသည်တစ်ဖက်မှာတော့ရှီနိုမနိုမီကသူမမကြုံဘူးတဲ့အဆင့်ကိုရင်ဆိုင်လိုက်ရလို့သွေးပြတ်နေခဲ့ပြီးသူမကချက်ချင်းပဲကန်ဂျူကိုတိုက်ခိုက်လိုက်ပါသည်ဒါပေမဲ့ကန်ဂျူကတော့သူမကိုတစ်ချက်ထိုးပစ်လိုက်လို့ရှီနိုမိုမီတယောက်လွင်ထွက်သွားပြီးသွေးတွေပါအန်နေခဲ့တာပါ ဒါပေမဲ့သူမကအ short မပေးဘဲနဲ့ကပတိန်နာရိုမီကသူမကိုပေးထားတဲ့တာဝန်ကိုအစဉ်ပြေအောင်လုပ်ဖို့ကြိုးစားပါရီရှင်နိုနိုမီတယောက်အားတင်းပြီးတော့ထားရက်လိုက်ကသူမရဲ့အသက်နဲ့ရင်းမိတိုက်ခိုက်မှုကိုပြုလုပ်ပါရီဒါပေမဲ့သူမကဂိုင်ဂျူရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးအသက်ခံရတော့မယ့်အချိန်မှာပဲကက်ဖ်ကတယောက်ရုတ်တရက်လာကဲသွားပါရီအဲဒီနောက်ရှင်နိုနိုမီကကက်ဖ်ကကိုရှေ့ကိုမသွားဖို့အတွက်ပြောပေမဲ့ကက်ဖ်ကကတော့သူ့ရဲ့အမိန့်ကိုချိုးဖောက်ပါမယ်လို့ပြောလိုက်ပြီးရှင်နိုနိုမီကိုတစ်ဖက်မှာထားလိုက်ပါရီပြီးတော့ကက်ဖ်ကဟာ ကန်ဂျူနမအဲ့ပုံစံကိုပြောင်းလဲလိုက်ပြီးသူဝင်မယ်လို့ပြောလိုက်ကဇက်လန်းလေးကလည်းဒီမာရီမဲပြီးဆုံးသွားခဲ့ပါပြီကန်ဂျူနမအဲ့ရဲ့ season 2ကတော့ဒီမာရီမဲအဆုံးသတ်သွားပါပြီနောက်ထပ် season 3ထွက်လာတဲ့အခါကျတော့မှပဲ recap အမိုက်စာရီနဲ့အတူပြန်လာခဲ့ပါဦးမယ်ဗျအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ